ွက်ရှွာဘာနဲ့ရော့တန်တို့ထိုးရင်ဘသူနိုင်မလဲဘသူကပိုကောင်းနေလေဝမ်ချန်ပီယံရှစ်ရဲ့စီးဟိုဖြစ်တဲ့ချက်ထရီကဂျော့ရှွာဘန်အကြောင်းကိုခိုးပြီးတော့စုံစမ်းနေတဲ့ကိစ္စတွေကတော့ online ပေါ်မှာကြီးကျယ်ကိုတက်လာနေပါ ರೀ ဝိုင်းရဲ့စီးဟိုဖြစ်တဲ့ချက်ထရီဟာမြန်မာနိုင်ငံမှာရှိတဲ့တကယ်ကိုမှကောင်းတဲ့ fighter ဗျာအောင်လာအန်ဆန်ခစ်အလွန်တကယ်ကိုမှစူပါစတားဖြစ်မဲ့သူကိုရှာပုံတို့ဖွင့်လာကြပါပြီဒါမဲ့မတွေ့ဘူးအခုမြန်မာပြည်သက်တွေကတော့ ပဲလိုက်မှုတွေမျက်နှာတာပေးမှုတွေလက်စာမှုတွေများတဲ့ဝမ်ချမ်ပီယံရှစ်ကိုတတော်လေးကိုစိတ်ကုံနေကြပြီးတော့ကျွန်တော်ရရဲ့ချစ်တော်ရှိတဲ့ Joshua Van ရှိရာ UFC ကိုအကုန်လုံးကအဲ့ဒီဘက်ကိုပဲပုံဩချစ်ရှုလိုက်လို့တတော်လေးကိုခြေဝင်နေပြီဖြစ်ကြောင်းကြားသိရပါတယ် Joshua မရဲ့ပွဲပြီးမှာတော့တကယ်ကိုမှကမ္ဘာနံပါတ်3 Fighter G ကိုအလဲထိုးနိုင်ခဲ့တဲ့ Joshua Ban ကိုချီးရတာက Rotten ကိုတော့သတိရမိတယ်ဆိုပြီးတော့ Gabby Ban ကပြင်လိုက်ရာကနေမြန်မာပြည်သူတွေက ငါတို့ရဲ့ Joshua Ban ကို Rotten နဲ့နိုင်ရသလားဆိုပြီးတော့စိတ်ဆိုးရတာနဲ့ခုလိုမျိုးကိစ္စတွေကတစားပြီးတစားပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီတစ်ခါကျတော့ Bronica တို့ရဲ့ Tiger မွေးထိုင် Club တထေးကြီးကဝိုင်းရစုဖြစ်တဲ့ Chattery ကိုတက်တွဲပြီးတော့ငါရဲ့ Hero အစ်က Joshua Ban ကွာဆိုပြီးတော့ကြွားလိုက်ရတာနဲ့ပုံမူပြီးတော့ပွဲတွေကဆူသွားခဲ့တာပါ။ပြီးတော့မြန်မာပြည်သက်တွေကဘာဖြစ်လို့ Rotten နဲ့နိုင်ရှိတာမချိုက်လဲဆိုရင် UFC ဆိုတာကကဘာပေါ်မှာနံပါတ်သက်အဖွဲ့အစည်းဖြစ်တဲ့ One Championship ဆိုတာက ကမ္ဘာအဆင့်မဟုတ်ဘူးနိုင်ငံအဆင့်ဖွဲ့စည်းပေးဖြစ်တယ်ဗီဒီကကြောင့်ကြီးလိုက်ဗျာလက်စာမှုတွေကများနေတာပဲသူတို့ရဲ့ Time Fighter ဆိုရင်နော်အနိုင်ပေးလိုက်နဲ့တခြားသော Fighter တွေကမနစ်သာရဖို့မပြောနဲ့ Rotten ဆိုတာကလည်း Why issue ဖြစ်တဲ့ Chatry ရဲ့မွေးစားသားဒါကြောင့်မို့လို့နော် Rotten ဟာတကယ်ကိုမှအဆင့်မရှိတဲ့ Fighter တွေနဲ့ပဲထိုးရပြီးတော့ခုလိုမျိုးထိတ်တဲ့နေရာကိုရောက်ရှိနေတာဖြစ်တယ်လို့အားလုံးကဝေဖန်ထားကြတယ်အားလုံးကသိကြတယ် ရော့ထန်ဟာဘလောက်ပဲမွေထိုင်းမှာကောင်းတဲ့ဖိုက်တာပဲဖြစ်ဖြစ်ကမ္ဘာဆင်ဖိုက်တာမဟုတ်ဘူးဆိုပြီးတော့ဝေဖန်နေကြပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ Joshua ဘန်ကဂျာရိုတကယ်ကိုမှကမ္ဘာနံပါတ်သက်အခွင့်အရှိကတကယ်ကိုမှကမ္ဘာဆင်ဖိုက်တာဗျာဒီလိုမျိုး level ရောက်ဖို့ဆိုတာတော်ရင်တိုင်ုံနဲ့မဖြစ်နိုင်ဘူး Joshua ဘန်ရဲ့အချိန်တော်တွင်းမှာအခုလိုမျိုးကမ္ဘာထိတ်သက်နေရကိုရောက်နိုင်ဘူးဆိုတာကစူးစားတိုင်းလည်းမဖြစ်ဘူးဆိုတော့အခုလိုမျိုးလက်စားတဲ့အခွင့်အရှိက Rotten နဲ့နိုင်နေတာကမြန်မာပြည်သူတွေက တော်တော်လေးကိုစိတ်တူနေကြဖြစ်ပြီးဂျော့ရှွာဘန်နဲ့ရော့ထန်နဲ့ထိုးရင်ဘယ်သူနိုင်မလဲဆိုတာအပထားအခုကအခြေအနေအများကြီးကွာပြီဆိုပြီးတော့ပရိသတ်တွေကတော့မှတ်ချက်ပေးနေကြပြီလေဖြစ်ပါရဲ့နော်ပရိသတ်တွေဘယ်လိုထင်လဲတော့ပြောခဲ့ကြပါဦး